မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီ Smart Restaurant POS System မှာပါတယ် QR Code နဲ့ Scan ဖတ်တဲ့ function လေးအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ set တင်တဲ့က dine in dine in နဲ့က scan order ဆိုတဲ့နေရာလေးကိုသွားပါမယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဒီ QR Code နှစ်မျိုးရှိပါတယ်ခင်ဗျာ QR Code တစ်မျိုးကတော့ဒီ self collect QR ပေါ့နော်ဒီဟာလေးကတော့သူကဒီကျွန်တော်တို့ဒီ QR code လေးကို scan ဖတ်ပြီးလို့ရှိရင် counter မှာသွားယူရတဲ့အခါမှာ၃နာရီဖြစ်ပါတယ် ။အော်ဒီဟာလေးကကြတော့ဒီဘက်က 1c 1 2 r ကြတော့ကျွန်တော်တို့တေဘယ်တစ်ခုအတွက်ပို့ပေါ့နော်ကျူအာကုတ်တွေထုတ်ထားပေးမယ်ပေါ့တေဘယ်ဥမာပေါ့တစ်ကနေစရတယ်10မှာဆုံးသွားတယ်စသဖြင့်ပေါ့ကိုယ်ဆိုင်မှာတေဘယ်10လုံးရှိရင်အဲ့လိုမျိုးထုတ်ထားမယ်ထုတ်ထားပြီလို့ရှိရင်ဒီ customer ကနေပြီးတော့အခုထုတ်ထားတယ်ဒီကျူအာကုတ်ကို scan ဖတ်ပြီးတော့ဒီဟင်းပွဲလေးလှမ်းမာတာဖြစ်ပါတယ်ခင်ဗျတစ်ခါမှားလိုက်တိုင်းမှာသူက order လေးတစ်ခါတက်လာမှာဖြစ်ပါတယ်အဲ့ဒီတက်လာတဲ့ order လေးကိုသွားပို့တဲ့အခါမှာတော့သူကတစ်ခါတည်းငွေပေးချေမှုပြုရမှာဖြစ်ပါတယ် ျွန်တော်တို့ဒီ self collect ဆိုတဲ့ QR code လေးကိုအရင် scan ဖတ်ပြီးစမ်းကြည့်ပါမယ်ဗျ store ဆိုင်ရဲ့ link လေးကိုရောက်သွားပြီပေါ့နော် store ဆိုင်ရဲ့ link လေးကိုရောက်သွားပြီးရင်သင်ပွဲလေးတွေယူမယ် order မှာမယ်ဒါဆိုရင်ဒီ order number 3လေးနဲ့ပေါ့နော်ဆက်ထည့် order ရောက်သွားပါပြီခင်ဗျာ QR code လေးကိုသုံးပြီး order တင်လိုက်တဲ့ order လေးဒီ new message ဒီ text ဆိုတဲ့နေရာလေးထဲမှာသွားကြည့်လို့ရပါတယ် QR နဲ့ order တင်လိုက်ရင်အခုကဲသူ notification လေးနဲ့ဒီ text ဆိုတဲ့အောက်ထဲမှာသွားကြည့်မယ်ဆိုရင်တက်ထားတဲ့ order လေးတွေမြင်ရပါမယ် order လေးကိုလက်ခံလိုက်ပါမယ်ခင်ဗျာဒီ order လေးကိုလည်းလက်ခံလိုက်ပါမယ် ဒါကတော့ကျွန်တော်တို့ဒီ online အဲဒါကတော့ QR code ကိုသုံးပြီးတော့ဗောနော်ကျွန်တော်တို့ order ကောက်တဲ့စနစ်လေးဖြစ်ပါတယ်ခင်ဗျာအဲ scan order လေးကနေပြီးတော့ order လက်ခံထားလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ